ရန်ကုန်ဒလသရာစီမံကိန်းဆောက်လုပ်ဖို့အတွက်ဖြတ်သိမ်းပေးရမယ့်ဆိုင်ငန်းတချို့ဟာမူလသတ်မှတ်ထားတဲ့နင်နာကြီးမရရှိဘူးလို့ဆိုင်ငန်းပိုင်ရှင်တွေကပြောဆိုလိုက်ပါတယ်။ပြည်ဖို့အောင်ကပြဖို့ထားပါခင်ဗျာ။ရန်ကုန်ဒလဒရားစီမံကိန်းဆောက်လုပ်ဖို့အတွက်ဖြတ်သိမ်းပေးရမယ့်စီပင်ပိုင်းမြေပေါ်ရှိဆိုင်ငံတို့ကိုပြီးခဲ့တဲ့မတ်လ18ရက်နေ့ကသက်ဆိုင်ရာဌာနကနေနှင်နာချင်းွေပေးရခဲ့ရမှာမူလကသတ်မှတ်ပေးထားတဲ့နှင်နာချီတိုင်မရရှိခဲ့ဘူးလို့ဆိုင်ငံပိုင်ရှင်တို့ကဆိုပါတယ်။ ဆိုင်ငံပေါင်း130ကျော်ကိုနင်နာချင်းဝင်ပြက်ခဲ့ရမှာဆိုင်ငံတချို့ကသတ်မှတ်ထားတဲ့နင်နာချင်းဝင်ရရှိခဲ့ပေမဲ့ဆိုင်ငံတချို့ကမရတာပါပစံကိုလက်မှတ်ရင်ထိုးတယ်ပြီးရင်ပစံပေးတယ်အားသိအဲ့တော့ကျွန်တော်တို့ကနေပြီးတော့မေးတာပထမကျွန်တော်တို့သတ်မှတ်ခဲ့တာ10သိန်းလက်ရှိကတော့9သိန်းပဲကျွန်တော်ကျွန်တော်9သိန်းမလားဆိုကျွန်တော်မေးခဲ့တယ်အဲ့တော့သူကပြောတယ်ဒါအထက်ကအမိန်ကြလို့ချပေးတာပါအခုတော့ဒီဟာပဲယူရပါသူပြောတယ် ဒီလိုသတ်မှတ်ထားတဲ့နိနာကျင်းဝေအပြင်းမရတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒလမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးမှုထံတင်ပြထားပါတယ်။ထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ကတော့သက်ဆိုင်ရာဝန်ကြီးဌာနကိုတင်ပြပေးထားရလို့ DVB ရဲ့တွားရောက်မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ပါတယ်။သူလက်ရှိရှိတဲ့ဆိုင်တွေကိုသူတို့ရောကြည့်ပေးတာကွဲလွဲနေတယ်ဥလေးလိုဖြစ်နေကြတယ်ဥပမာဥလေးဆိုင်ကို9သိန်းပေးမယ်ဆိုလို့ရှိရင်ဥလေးလိုဆိုင်မှာ8ဆိုင်ရှိရင်ကျန်တဲ့ဆိုင်တွေလည်း9သိန်းပေးတင်ပါတယ်ဒါပေမဲ့ဥလေးလိုဆိုင်တန်းမှာရှိတဲ့အကြောင်းက9ထားတဲ့ဆိုင်မှာ2ဆိုင်တည်း ဒီခုနပြောတဲ့ဟိုသူတို့တတ်မှတ်တဲ့တုံတာသူတို့ခုနပြောတဲ့မြို့နယ်စီမံသာအုပ်ချုပ်မှုဦးမြင့်စောပြောတဲ့အတိုင်းဒီငဆိုင်ရပါတယ်နော်အဲပထမတဆိုင်ကတော့ဒါဒီဦးလေးတို့ရဲ့ဒီထိတ်ကဆိုင်ပေါ့နော်ဒုတိယဆိုင်လည်းဦးလေးတို့ထိတ်ကဆိုင်သူတို့နှစ်ဆိုင်ကြီး၁၀သိန်းရပြီးတော့ဦးလေးတို့ပြောတော့ကလည်း၁၀သိန်းပေးပြီးတော့အခုချိန်မှာအဲ့လိုကွဲလွဲနေတယ်ဦးလေးတို့ဒီဓာတ်နုညီသူအခွင့်ရေးပေါ့လေကိုကြီးထောက်ပံ့ရင်းများဦးလေးတို့ကမှန်မှန်ကန်ကန်လိုချင်ပါလားခင်ဗျာ ကိုရီးယားနိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေချင်းတွင်မြန်မာအစိုးရတို့ပူးပေါင်းပြီးရန်ကုန်တိုင်းလမ်းမတော်မြို့နယ်ဖုံးအီးလမ်းနဲ့